မင်္ဂလာပါသားရွတ်သမီးတို့ရေတီချဲကတော့သူငယ်တန်းမြန်မာစာကိုတင် जा ပေးမယ်တီချဲအေဂရီပဲဖြစ်ပါတယ်အခုတင် जा ပေးမယ်သင်ခန်းစာလေးကတော့မဖဘရနစတာအညပြီးအရေးသားအဆင့်ဆင့်ကိုရေးသားခြင်းတင် जा ပေးမှာပဲဖြစ်ပါရဲ့ကွယ် ခုရေးပြမယ့်ဂျီလေးရဲ့နာမည်ကတော့မပဲဖြစ်ပါတယ်တာယုသမီးတို့ရေးတီချဲရေးပြပေးမယ်နော်တချဲနှစ်ချဲသုံးချဲနောက်တစ်ခါပြန်ပြီးတော့ရေးပြပေးပါမယ်တချဲနှစ်ချဲ 3ချက်ကဲတီချာတို့ကသူ့ကိုမလို့ခေါ်ပြီးသူ့ရဲ့အတန်ထွက်လေးကလည်းမဖြစ်ပါရဲ့ဒါတို့တမျိုးကြီးကဲပြန်ပြီးတော့အတန်ထွက်ပြပေးပါမယ်သူ့ရဲ့အတန်ထွက်လေးကမကဲအဲ့ဒါဆိုရင်တီချာကမနဲ့ပတ်သက်တဲ့စကားလုံးလေးတွေပြပြပေးမယ်မြောက် မီမွေကဲအခုမဘီအခေအားလေးကိုသင်ကြားပြပြီဆိုတော့သူနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ကြရအောင်နော်ရုပ်ပုံလေးထဲမှာမဘီအခေအားလေးကို ဝိုင်းကြည့်လိုက်ကြပါနော်ကဲတီချာတို့အခုနောက်ထပ်ဘီလေးတစ်လုံးချက်ပြီးတော့ရေးကြည့်ကြရအောင် ဒီချက်အခုရေးပြပေးမယ့်ဖြီးလေးရဲ့အမိကတော့ဖာဥထုံးလို့ခေါ်တယ်ကွ။တဲ့ချက်နဲ့ချက်သုံးချက်ဒီချက်နောက်ခေါက်ပြန်ပြီးတော့ဆွဲပြပေးမယ်เนาะတဲ့ချက်နဲ့ချက် 3ချက်ကဲအခုရေးပြသွားတဲ့ဂျီလေးရဲ့အမိကဖားဥထုတ်ဖြစ်ပြီးတော့တီချယ်တို့ကသူ့ကိုဖားလို့အတန်ထွက်ပါတယ်တာယုတ်သမီးကြီးကဲသူ့ရဲ့အတန်ထွက်ကလေးကဖားကဲအဲ့ဒါဆိုရင်တီချယ်ကဖားနဲ့ပတ်သက်တဲ့စကားလုံးလေးတွေထပ်ပြီးတော့ပြပြပေးပါမယ်ဖယဲသည် 他，培养他。အခုဖပီးရခရလေးကိုသင်ကြားပြပြီဆိုတော့သူနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ကြရအောင်နော်ရုပ်ပုံလေးထဲမှာဖပီးရခရလေးကို ဝိုင်းကြည့်ကြရအောင်နော်ကဲအခုဆိုရင်တောက်သမီးတို့ရေးလာခဲ့တာဘီးလေးတွေတော်တော်များများဖြစ်နေပြီနော် ကဲနောက်ထပ်ဘီလီတလုံးထပ်ပြီးတော့ကြည်ကြည်ကြရအောင်ဒီချက်အခုရေးပြပေးမယ့်ဘီလီရဲ့အမိကဘာထက်ချိုင်းလို့ခေါ်ရဲကွကဲအဆိုရင်ဒီချေအခုရေးပြပေးပါမယ်တချက်နှစ်ချက်သုံးချက် ဒီချေနောက်တစ်ခေါက်ပြန်ပြီးတော့ရေးပြပေးအောင်မယ်နော်တချက်နှစ်ချက်သုံးချက်ကဲအခုရေးပြခဲ့တဲ့ဘီလေးကတော့ဘာထက်ချိုင်းလို့အမည်ရပြီးသူ့ကိုတီချေဘုကဘာလို့ပဲအတန်ထွက်ရပါတယ်တာယုသမီးတို့ရေသူ့ရဲ့အတန်ထွက်ကလေးကဘာကဲအဲ့ဒါဆိုရင်တီချေကဘာနဲ့ပတ်သက်တဲ့ စကလုံးလေးတွေပြပြပေးပါမယ်။ဘွတ်ပေါင်းပြိုင်အခုဘာဘီရခရလေးကို သင်ကြားပြီးပြီဆိုတော့သူနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ရအောင်နော်။ရုပ်ပုံထဲမှာဘာဘီရခရလေးကိုရှာပြီးဝိုင်းကြည့်ကြပါနော်။ ကဲတီချာတို့နောက်ထပ်ဗီလေးတစ်လုံးထပ်ပြီးတော့ကြည့်ကြည့်ကြရအောင်เนาะအခုတီချာရေးပြပေးမယ့်ဗီလေးကိုတီချာတို့ကရကားဦးလို့ခေါ်ပါတယ်သားတို့သမီးတို့ရေကဲအဲ့ဒါဆိုရင်တီချာနဲ့အတူရကားလေးကို ရေးကြည့်ရအောင်เนาะ တစ်ချက်ပဲဆွဲပါရဲ့ကလေးတို့ရေသူ့ကိုဒီချေပြန်ပြီးရေးပြပေးပါမယ်ရှားကောက်ဖြစ်ပါတယ်တာယုတ်သမီးတို့ရေဒီရောက်ောက်လေးကိုတီချေရို့ကရလို့အတန်ထွက်ရပါတယ်တာယုတ်သမီးတို့ရေသူ့ရဲ့အတန်ထွက်ကလေးကရကဲအဲ့ဒါဆိုရင်တီချေကရနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုချက်ပြီးတော့ပြပြပေးပါမယ် ရှင်ယဟတ်ယထာအခုယဗီယခရလေးကိုတင် जा ပြီးပြီဆိုတော့သူနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကို လုပ်ကြည့်ကြရအောင် ရုပ်ပုံလေးထဲမှာယကောက်ယဗီယခရလေးကို ရှာပြီးဝိုင်းကြည့်ကြနော်ကဲ ဲ့ဒါဆိုရင်တီချယ်တို့နောက်ထပ်ဘီလေးတစ်လုံးကိုဆက်ပြီးတော့ရေးကြည့်ကြရအောင်เนาะအခုရေးပြပေးမယ်ဘီလေးရဲ့နာမည်ကနာငယ်လို့ခေါ်ပါတယ်တာယုသမီးတို့ရေကဲနာငယ်လေးကိုတီချယ်နဲ့အတူတူရေးကြည့်ကြရအောင်เนาะ တစ်ချက်ပဲဆွဲပါရဲ့သားတို့သမီးတို့ရေနောက်တစ်ခါပြန်ပြီးတော့ရေးပြပေးပါမယ်နာငယ်ဖြစ်ပါရဲ့သားတို့သမီးတို့ရေတီချယ်တို့ကတော့သူ့ကိုနာလို့အတန်ထွက်ပါတယ်သူရဲ့အတန်ထွက်ကလေးကနာကဲအဲ့ဒါဆိုရင်တီချယ်ကအခုနာငယ်နဲ့ပတ်သက်တဲ့စကားလုံးလေးသုံးလုံးကိုထပ်ပြီးတော့ပြပြပေးမှာဖြစ်ပါရဲ့ကွယ် နရွတ်နန္နတိနဂါအခုနဘီရခရလေးကို ရေးသားပြီးပြီဆိုတော့သူနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ရအောင်နော်။ရုပ်ပုံလေးထဲမှာနဘီရခရလေးကို ရှာပြီးဝိုင်းကြည့်ကြပါ။ကဲ အဲ့ဒါဆိုရင်အခုဒီချယ်ရိုဖြီးလေးတွေရေးသားလာခဲ့ရာနောက်ဆုံးလေးလုံးပဲကြံမာတော့ရဲ့တာယုတ်တမျိုးကြီးကဲအခု ရေးပြမယ်ဖြီးလေးရဲ့နာမည်ကဇာခွဲဖြစ်ပါရဲ့တာယုတ်တမျိုးကြီးကဲဒီချယ်ဇာခွဲလေးကိုရေးပြပေးပါမယ်တဲဝိုင်းပြီးတော့မှ ตาလေးပြင်ကိုပြန်ထုတ်မယ်တစ်ချက်ပဲဆွဲပါရဲ့သားတို့သမီးတို့ရေဒီချေနောက်တစ်ခေါက်ပြန်ပြီးတော့ဆွဲပြပေးပါမယ်ကေတီချယ်ရူကသူ့ကိုဇာခွဲလို့နာမည်ပေးထားပြီးသူ့ရဲ့အတန်ထွက်ကလေးကတော့ဇဖြစ်ပါတယ်ဒါရုသမီးကြီးအတန်ထွက်ကလေးနောက်တစ်ခါလောက်ပြန်ပြောပြပေးပါမယ် စကဲအဲ့ဒါဆိုရင် အခုစနဲ့ပတ်သက်တဲ့စကားလုံးလေးတွေပြပြရအောင်စောစလုံးစီကွက်အခုစခွဲစပြေခရာရေးသားနည်းကို သင်ကြားပြီးပြီဆိုတော့သူနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ရအောင်နော် ရုပ်ပုံလေးထဲမှာစဘီရခရလေးကိုရှာပြီးဝိုင်းကြည့်ကြပါနော်။ကဲတီချာတို့နောက်ထပ်ဘီလေးတစ်လုံးထပ်ပြီးတော့ရေးကြည့်ကြရအောင်နော်။အခုရေးပြပေးမယ့်ဘီလေးရဲ့နာမည်ကတော့ဒါဒွေလို့ခေါ်တဲ့ကလေးတို့ကြီး။ကဲတီချေဒါတွေးလေးကိုရေးပြပေးပါမယ်။ တစ်ချက်ဆွဲပါနောက်တစ်ခါပြန်ပြီးတော့ရေးပြပေးပါမယ်ကဲသူ့ကိုဒီချယ်တို့ကဒါတွေလို့နာမည်လေးပေးထားပြီးတော့သူ့ရဲ့အတန်ထွက်ကတော့ဒါဖြစ်ပါတယ်ဒါတို့သမီးတို့ကြီးကဲအဲ့ဒါဆိုရင်ဒီချယ်ကသူ့ရဲ့အတန်ထွက်ကလေးကိုနောက်တစ်ခါပြန်ပြောပြပေးပါမယ်ဒါကဲ အဲ့ဒါဆိုရင်တီချယ်တို့ဓာတ်တွင်းနဲ့ပတ်သက်တဲ့စလုံးလေးတွေပြောကြည့်ကြရအောင်ဒူဒဲတောင်းအခုဒါဘီရခရလေးကိုသင်ကြားပြီးပြီဆိုတော့သူနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေကိုလုပ်ကြည့်ကြရအောင် ရုပ်ပုံလေးရဲ့မှာဓာဘီရဲ့ခရလေးကိုရှာပြီးဝိုင်းကြည့်ကြပါနော်။ကဲနောက်ထပ်ဘီလေးတစ်လုံးထပ်ပြီးတော့ရေးကြည့်ကြရအောင်နော်။အခုရေးပြပေးမယ့်ဘီလေးရဲ့နာမည်လေးကတော့အာလို့ခေါ်ပါတယ်တာလို့သမီးကြီး။ကဲတီချေကအလေးကိုအခု ရေးပြပေးပါမယ်။ တစ်ချက်နှစ်ချက်ဒီချက်နောက်တစ်ခေါက်ပြန်ပြီးတော့ရေးပြပေးပါမယ်ဒီချက်အခုရေးပြပေးသွားတဲ့ဒီလေးရဲ့နာမည်ကတော့အဖြစ်ပါတယ်သားတို့သမီးရေသူ့ကိုဒီချက်တို့ကအလို့ပဲအတန်ထွက်ရပါတယ်ကဲ ဒီချက်အတန် track လေးကိုနောက်တစ်ခေါက်လောက်ထွက်ပြပေးပါမယ်။သူ့ရဲ့အတန် track လေးကအကဲအဲ့ဒါဆိုရင်ဒီချက်ကအခုအနဲ့ပတ်သက်တဲ့စလုံးလေး၃လုံးပြပြပေးပါမယ်။အိမ်အလံအုံးဒီအပြည့်ရဲ့ခရလေးကိုသင်ကြားပြီးပြီဆိုတော့ သူ့နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ကြရအောင်နော်ရုပ်ပုံလေးထဲမှာအပြည့်အကက်ခဲရလေးကိုရှာပြီးဝိုင်းကြည့်ကြပါနော်ကဲအခု teacher တို့ဘီးလေးတွေရေးလာခဲ့တာဟာနောက်ဆုံးဘီးလေးကိုရောက်ရှိပါပြီကလေးတို့ရေအခု teacher ရေးပြပေးမယ်နောက်ဆုံးဘီးလေးရဲ့နာမည်ကတော့ညာလို့ခေါ်ပါတယ်ဒါတို့သမီးတို့ရေ အခုဒီချေကသားဟုတ်သမီးတို့ကိုညပြီးလေးရေးပြပေးမှာဖြစ်ပါရဲ့ကွယ်အားလုံးပဲလိုက်ပြီးတော့ကြည်ထားကြအောင်နော်တချဲအမီလေးကိုရှည်ရှည်လေးဆွဲမယ်နှစ်ချက်နောက်တစ်ခါပြန်ပြီးတော့ဆွဲပြပေးပါမယ်တစ်ချက်နှစ်ချက်ကဲအခု တီချဲဆွဲပြပေးသွားတဲ့ဂျီးလေးရဲ့နာမည်ကညာလို့ခေါ်ရဲကွ့သူ့ရဲ့အတန်ထွက်ကလေးကလည်းညာဖြစ်ပါရဲ့သားတို့သမီးတို့ကြီးကဲတီချဲကအတန်ထွက်ကလေးကိုနောက်တစ်ခေါက်လောက်ပြန်ပြီးတော့ထွက်ပြပေးပါမယ်သူ့ရဲ့အတန်ထွက်ကလေးကညာကဲအဲ့ဒါဆိုရင်တီချဲကညာနဲ့ပတ်သက်တဲ့စကားလုံးလေး၃လုံးပြောပြပေးပါမယ်ညာ ညောင်ပင်ညီလေးကဲအခုည BK ရအရေးသားလေးကိုသင်ကြားပြီးပြီဆိုတော့သူနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ရအောင်နော်ရုပ်ပုံလေးထဲမှာည BK ရလေးကို ဝိုင်းကြည့်ကြရအောင်နော်ပါရိုသမီးတို့ရေတီချဲအခုသင်ကြားပေးသွားတယ်မဖ ဘရနစတာအညဆိုတဲ့ဘီရခရလေးတွေကို ရေးတက်ပြီလို့ထင်ပါရဲ့ကွယ်ကာကြီးကနေအာတီအခရာဇင်တိုင်းမဟုတ်ပဲဘီ25လုံးကို လွေရာမှခက်ရာတို့ရေးပြပေးထားခြင်းပဲဖြစ်ပါတယ်သားတို့သမီးတို့ကြီးကြံနေတဲ့ဘီ7လုံးကိုတော့အမြီလေးနဲ့အတန်လေးကိုပဲပြပြပေးထားတာဖြစ်ပါတယ် သူတို့ရဲ့အရေးသားလေးတွေကတော့သားတို့သမီးတို့ဟာနောက်တန်းကျမှသိရမှာဖြစ်ပါတယ်။အခုဒီချေကသားတို့သမီးတို့ကိုကြီးအစွဲအသားစာအရေးသားလေးတွေကိုအစင်းအစင်းအစင်းရေးပြပြီးပြီဆိုတော့သားတို့သမီးတို့ရဲ့လေးချောင်းမြင်းစာအုပ်လေးထဲမှာလေ့ကျင့်ထားကြပါဦးနော်။ကလေးတို့ရေး